ိုင်ဆော့ပိတ်တဲ့အလုံးမင်္ဂလာပါကျွန်တော်ချန်ပီယံလိဘောလူပွဲကိုတက်ဖို့အတွက်နောက်ဆုံးအဆုံးဖြတ်ပွဲစဉ်ဖြစ်တဲ့ semi final ဒုတိယကြော့ပွဲစဉ်တွေကိုတော့ကျွန်တော်မေလ9ရက်နေ့မေလ10ရက်ညတနအိပ်ခွဲအချိန်တွေမှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။နှစ်ပွဲစလုံးကတော့ကျွန်တော်ပထမကြော့မှာပြတ်သားတဲ့ရလဒ်တွေမထွက်ထားတာကြောင့်လည်းဒီဒုတိယကြော့ပွဲစဉ်ကတော်တော်လေးကိုကြည်ကောင်းမဲ့ပွဲစဉ်လည်းဖြစ်တယ်။ပေးတဲ့ကြိုက်ပွဲစဉ်တွေလည်းဖြစ်လာမှာပါ။ပထမဆုံးအနေနဲ့ကျွန်တော်မေလ9ရက်မနက်အစောပိုင်းအချိန်မှာရှင်ပြိုင်မဲ့အင်တာမီလန်အသင်းနဲ့ဘာစီလိုနာပွဲကြောင်းကိုပြောပြပေးကြပါမယ်။ ီနှစ်သင်းရဲ့ကြောင်းပထမကြော့ပွဲစဉ်တွေကတော်တော်လေးကိုကြည်ကောင်းခဲ့လို့ပြောလို့ရမယ်နှစ်ဖက်အပြန်လဲသွင်းကိုးတွေနဲ့တစ်ဖက်သုံးကိုးစီတည်ရေကြားထားရလဲဖြစ်ပါတယ်ဒီပွဲမှာဘာစီလိုနာအသင်းကရာမဲခြေစွမ်းပြသနိုင်ခဲ့တယ်။အင်တာမီလန်အသင်းတွေတော့ဒန်ဖရိုင်းကခြေစွမ်းပြသသွားရလေဖြစ်ပါတယ်။ချန်ပီယံလိမှာအဝေးကိုစီးမြင်တာရှိခဲ့ုံမဲ့ဆိုလို့ရှိရင်တော့အင်တာမီလန်အသင်းတွေအလွန်အားသာချက်ရှိမှဖြစ်ပေမဲ့အခုချိန်မှာတော့နှစ်သင်းစလုံးကတော့အနိုင်ရလေရရှိအောင်စူးစမ်းပြီးတော့ဘောလူပွဲကိုတက်လန်းသွားဖို့တော့အစွမ်းကုန်စူးစမ်းတော့မှလည်းဖြစ်ပါတယ်။ အင်တာမီလန်တင်းအကြုံဒီယာဒီချန်ပီယံလိပြိုင်ပွဲအိမ်ကွင်းမှာလုံးဝရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီးတော့အဲ့တော့သူ့ရဲ့အိမ်ကွင်းအားသာချက်ကိုဒီပွဲမှာအမှန်ကန်အသုံးချသွားမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာတင်းကတော့ကျွန်တော်ဒီယာဒီချန်ပီယံလိပြိုင်ပွဲမှာတော့အဝေးကွင်းပွဲစဉ်တွေမှာနှစ်ပွဲတောင်မှရှုံးနေထားရလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဘာစီလိုနာအသင်းအနေနဲ့ဒီပွဲမှာအဝေးခွင့်ရလက်မကောင်းတာကိုထပ်ပြီးတော့မကြုံတွေ့အောင်ပြင်ဆင်လာဖို့ရှိတယ်။ပြီးခဲ့တဲ့ပထမကြော့ပွဲစဉ်မှာအမားတွေလှုပ်ခဲပြီးတော့အင်တာမီလန်အသင်းကိုတွင်းကိုတွေပြန်ပြီးတော့ခွင့်ပြုခဲ့ရတာကိုလည်းဒီပွဲမှာထပ်ပြီးတော့မပြုတ်လုံမိဖို့လိုပါတယ်။ဒီလိုသာလုံမယ်ဆိုလို့ရှိရင်တော့ပထမကြော့တုန်းကလိုပဲဘာစီလိုနာအသင်းအနေနဲ့ပြန်လာဖို့ခက်ခဲသွားနိုင်ပါတယ်။ ဒီဘက်မှာနှစ်သင်းဆုံးကတော့အဓိကကစားသမားချုပ်မပါဝင်ဘဲနဲ့ရှင်ပြိုင်သွားမှာလည်းဖြစ်တယ်။အင်တာမီလန်အသင်းမှာတော့အသင်းကောင်းဆောင်လော်ဒရိုမာတီးနက်စ်နဲ့နောက်ခံလူပါဘက်တို့လွဲချော့ပွဲရှိနေရပါ။ဘာစီလိုနာအသင်းမှာတော့တိုက်စစ်မှုလီဝန်ဒေါစကီးနဲ့နောက်ခံလူခွန်ဒဲတို့ကျွန်တော်လွဲချော့ပွဲရှိနေတယ်။ဒီဘွဲကိုခံမဲရမယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာအသင်းကအနိုင်ရပြီးတော့ချန်ပီယံလိဘောလူဝဲကိုတက်လန်းသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်။ နောက်ထပ်တပွဲဖြစ်တဲ့မေလ၈ရက်မနက်ပိုင်းမှာရှင်ပြိုင်သွားမယ်ကျွန်တော်အာဆင်နယ်နဲ့ PSG အသင်းတို့ရဲ့ပွဲစဉ်ကြောင်းပြောပြပေးချင်ပါတယ်။ပရမကျော့ပွဲစဉ်မှာ PSG အသင်းကတကူးဂိုးမရှိနဲ့အနိုင်ရထားတဲ့အတွက်အားသာချက်ရှိရဆိုပေမဲ့လည်းတကူးဆိုတဲ့ကွာဟာချက်ကနောက်ဆင့်တက်ဖို့လုံလောက်တဲ့ကွာဟာမှုတော့မဟုတ်ပါဘူး။အဲဒါကြောင့်မဲ့ဒီဒုတိယကျော့ပွဲစဉ်ကအဆုံးဖြတ်ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာမှာလည်းဖြစ်ပါတယ်။ ပရမကျော့ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင် PSG ရဲ့အကြောင်းလှင်မြန်တဲ့တိုက်စစ်ဆင်မှုတွေကိုတွေ့မြင်ရပြီးတော့ဒေါ်နာယန်မားရဲ့လက်စွမ်းပြသမှုတွေကြောင့်အာဆင်နယ်အသင်းအရေးနှိမ့်ခဲ့ရလဲဖြစ်တယ်။အာဆင်နယ်အသင်းကဒီပွဲစဉ်မှာအရေးနှိမ့်ခဲ့တဲ့ဆိုပေမဲ့လည်းအကောင်းဆုံးခြေစွမ်းပြသမှုတော့ပြသထားနိုင်တာလည်းဖြစ်ပါတယ်။ PSG တင်ကတော့ဒီရာသီချန်ပီယံလိပြိုင်ပွဲအိမ်ကွင်းပွဲစဉ်နှစ်ပွဲရှုံးနေထားတာဖြစ်ပြီးတော့နောက်ဆုံးရှုံးနေထားတဲ့ပွဲစဉ်ကတော့လေဗာပူးအသင်းနဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒီရာဒီမှာတော့ကျွန်တော်နီးပြကျွန်တော် inner လက်အောက်မှာအကောင်းဆုံးပုံစံပြသနေရဖြစ်ပြီးတော့တသိန်းလုံးရဲ့စွမ်းဆောင်ရည်ကလည်းအကောင်းဆုံးပုံစံတွေမှာရှိနေရလည်းဖြစ်ပါတယ်။ကိုက်စစ်ကစားသမားတွေဖြစ်တဲ့ဒန်ဗီလီ၊ကာဗရာနဲ့ဒူတို့အတွဲအားပြိုင်ဘက်ခံစစ်ကစားသမားတွေကိုအကောင်းဆုံးဒုက္ခပေးနေရလည်းဖြစ်ပါတယ်။ဒီတင်ညာကျွန်ဂျာိုနေဘက်နဲ့ဖာဗီယန်ယူရိုရဲ့ကွင်းလယ်အတွဲဟာလည်းအလွန်ကောင်းမွန်နေရလည်းဖြစ်တယ်။ PSG တင်ကဒီဘွဲမှာအင်ကွင်းပေးတဲ့အားနဲ့အာဆင်နယ်တင်ကိုဖိအားပေးပြီးတော့ဘိုလူဘွဲတက်ဖို့အတွက်လှုပ်ဆောင်လာမှာလည်းဖြစ်ပါတယ်။ ာဆင်နယ်တင်းကဒီဟာဒီချန်ပီယံလိပြိုင်ပွဲမှာအကောင်းဆုံးပုံစံနဲ့ပြသနေရလဲဖြစ်ပြီးတော့ချန်ပီယံစုရရှိမယ်ဆိုပြီးတော့လည်းအကောင်းဆုံးရေပန်းစားနေတဲ့အသင်းလဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာချန်ပီယံရီရဲ့အသင်းကိုဖြုတ်ချခဲ့ပြီးတော့သူတို့ရဲ့ယုံကြည်မှုတွေကအမြင့်ဆုံးကိုရောက်ရှိခဲ့တယ်ဆိုပေမဲ့လည်း PSG အသင်းကိုသူတို့ရဲ့အင်ကွင်းမှာပဲအရင်းနှိပ်ခဲ့ရလဲဖြစ်ပါတယ်။ချန်ပီယံလိဖလားဒီယာဒီမှာအာဆင်နယ်တို့တခုတည်းသောဖလားဖြစ်ကြံရှိနေရဖြစ်တဲ့အတွက်လည်းဒီပွဲကိုတော်တော်လေးရောအားစိုက်လာမှလည်းဖြစ်ပါတယ် အဲ့တော့သူတို့ရဲ့ချန်ပီယံမျောလင်းချက်ကိုဆက်ပြီးတော့ထိန်းကျင်နေဆိုရင်ဒုတိယကြော့ပွဲစဉ်ကိုအရာအားလုံးပေးဆက်ပြီးတော့ကစားဖို့လိုအပ်နေရလဲဖြစ်တယ်။အာဆင်နယ်အသင်းကတွင်းကိုရဖို့တိုက်စစ်စဉ်ရင် PSG အသင်းရဲ့တံပြန်တိုက်စစ်တွေကနေပြီးတော့တွင်းကိုတွေပြန်လဲခွင့်ပြုပေးနိုင်ရတဲ့အနေအထားမျိုးလဲရှိနေရလဲဖြစ်ပါတယ်။ အဲအကြောင်းအာဆင်နယ်အသင်းကဒီဘွဲမှာခက်ခက်ခဲခဲရှင်ပြိုင်သွားမှာဖြစ်ပြီးတော့သူတို့ရဲ့အကောင်းဆုံးဘလို့စွမ်းဆောင်ပြသွားနိုင်မလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ PSG အသင်းမှာတော့ကျွန်တော်တို့ဒန်ယာရကစားသမားအနေနဲ့ဒန်ဗီဒီဒန်ယာရနေရဆိုပေမဲ့လည်းဒီဘွဲကိုပါဝင်လာနိုင်ပေတော့ရှိပါတယ်။အာဆင်နယ်အသင်းမှာတော့ဒီကကစားသမားတွေဖြစ်တဲ့ဂါရီယဲ၊ကာလာဖီယိုရီ၊ဂျော်ဂျင်ဟိုတို့လွဲချော်ပဲရှိနေပါတယ်။ ဒီပွဲမှာနှစ်သင်းလုံးအမားလုံးလို့မရတဲ့ပွဲဖြစ်တာကြောင့်တော်တော်လေးကိုကြည်ကောင်းမဲ့ပွဲဖြစ်မှာပါအမားလုံးခဲ့မိတဲ့အသင်းကတော့ပိဆက်မှုကြီးမားသွားမှာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းဒီပွဲကိုခံမင်းရမယ်ဆိုလို့ရှိရင်တော့ PSG အသင်းကိုပဲအကြိုက်တွေ့မိပါတယ်